her father. Do we even know who is this Ford set up alarm bells with an internet posting threatening to dirty bomb several stadiums. On the wall! On the wall! Go, 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 go! Okay, TV ရှင်းသားနေကြိုးသွားတယ်။ဒီနေ့မှာကျွန်တော် internet ပေါ်ကလူမိုက်ရက်ွက်ကြီးတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် 4chan အကြောင်းကိုကျွန်တော်ပြောပြမယ်။ ကျွန်တော်တို့နေ့စဉ်အင်တာနက်ပေါ်ကနေပြီးတော့เนาะ social media တွေ website တွေအဲ့ဒါတွေကိုသုံးပြီးတော့เนาะစီးပွားရေးအတွက်ပဲဖြစ်ဖြစ်အသိပညာဗဟုသုတအတွက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်တနစ်တာဘဝအမောတွေပြေပြောက်ခြင်းလိုပဲဖြစ်ဖြစ် entertainment တွေအတွက်ပဲဖြစ်ဖြစ်အင်တာနက်ကိုအသုံးပြုကြတယ်ဒါပေမဲ့သူများကိုစိတ်ကတိကအောင်ဖြစ်အောင်လို့တမင်လှုပ်ဖို့ကိုအင်တာနက်တက်သုံးနေတဲ့ကောင်တွေလည်းရှိတယ်ဗျအဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ Facebook တို့ TikTok တို့လူတွေမှာမြင်ရတယ်အဲမြန်မာလူပြောမယ်ဆိုရင်တော့တောသားတွေပေါ့ဗျာနော် ဒါပေမဲ့တကယ်အဆင်မြင့်မြင့်နဲ့ဆရာကြက်ကြစောက်ကြည့်ရုပ်တဲ့ကောင်ကြီးအာပြောမယ်ဆိုလို့ရှိရင်တော့စောက်ထကြတဲ့စောက်တော်သားတွေကိုမြင်ရင်လို့ရှိရင်တော့ fortune ဝင်သွားတယ်ဟဲ့ Okay ဆိုတော့ဘာဖြစ်လို့ fortune လဲပေါ့နော် fortune ဆိုတာဘာကြီးလဲပြောမယ်ဆိုရင် technically ကျွန်တော် detail ကြက်ကြနားလည်အောင်လို့အရင်ရှင်းပြမယ် fortune ဆိုတာတကယ်တမ်းကတော့ website ပဲဒါပေမဲ့သူ့ရဲ့အမျိုးအစားကိုကျွန်တော်က image board website လို့ခေါ်တယ် image port website ဆိုတာဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်ဥပမာပြောပြမယ်ကျွန်တော်တို့နေ့စဉ်သုံးနေကြအာ Facebook ဆိုလို့ရှိရင် social media website အဲ YouTube ဆိုလို့ရှိရင် video sharing website အဲ့လိုမျိုးပဲ4ချန်5ကြတော့ image port website အမျိုးအစားတွေမှာပါတယ် image port website ဆိုတာကျွန်တော်တို့နေ့စဉ်သုံးနေကြ website တွေလိုမျိုးအာ video တွေ animation တွေဆိုတာထက်သူကဓာတ်ပုံတွေအာစာတွေအဲ့ဒါတွေပဲကြည့်လို့ရတယ်တင်လို့ရတယ်ပြောမယ်ဆိုလို့ရှိရင်ဗျာစကားပြောမယ်ပုံတွေပို့မယ်ဒါပဲလုပ်လို့ရတယ်တကယ်တော့အဲ့လိုမျိုး image port website တွေကအများကြီးရှိတာ ဥပမာအဖြစ်ဝမ်းချန်တူးချန်အိတ်ချန်စတုန်နာချန်အာဝီလ်ချန်ဟိုချန်ဒီချန်ပေါ့ဗျာအဲ့လိုမျိုးချန်စရဲနာမည်တွေနဲ့နာမည်ပေါင်းစုံတွေကိုရှိတယ်အဲသူတို့ရဲ့ website တွေရဲ့အလုပ်လုပ်တဲ့ပုံစံရှင်းရှင်းလေးသူကပုံပါတဲ့ post တစ်ခုခုကိုရေးချင်တာရေးပြီးတော့တင်လိုက်မယ်အဲ့ဒီ post ရဲ့အောက်မှာလူတွေကဝိုင်းပြီးတော့ comment မှညမယ်ပြောချင်တာပြောမယ်တင်ချင်တာတင်မယ်ဒါပဲဒါပေမဲ့တစ်ခုရှိတာ fortune မှာတတ်မှတ်ထားတဲ့စီကန်းကနည်းနည်းဆန်းကျင်တယ်ဘာစီကန်းမှမရှိတာ တင်းညင်တာတင်းလို့ရတယ်ပြောချင်တာပြောလို့ရတယ်ဘာပုံမတင်ရပါဘူးညာပုံမတင်ရပါဘူးဟိုစာသားပိုင်ရင်ဘန်းမယ်ဒီစာသားပိုင်ရင်ဘန်းမယ်သိရမလား Facebook မှာလိုမျိုးလေးနည်းနည်းလေး sensitive ဖြစ်တဲ့ဟာတွေဆိုလို့ရှိရင် dash နဲ့ထက်ထည့်ပြီးရေးရတာလေမရှိဘူးဗလားမျိုးတွေသိလားအဲ့လိုမျိုးဟိုဟာဖြစ်ရင်ဘမ်းမယ်ဒီဟာဖြစ်ရင်ဘမ်းမယ်ဆိုတော့ဇူဇူတို့ရဲ့ Facebook တို့လို social media တွေနဲ့ဒီကောင်ကွာတယ်။တနည်းအားဖြင့်ပြောရရင်ခင်ဗျားတို့ပြောပြောနေတဲ့ freedom ဆိုတဲ့ဟာကြီးပေါ့အဲအဲ့ဒါကြီးကို4ချန်မှာမြင်ရတယ်အဲ့ဒီ freedom ဆိုတာကလေသူကစီးမရှိကမ်းမရှိဆိုရင်လည်းမကောင်းဘူးလေဗျဟုတ်တယ်မလားဒီလိုမျိုးအထင်းကွမရှိလို့အလွန်ကြုံဖြစ်သွားတဲ့ case တွေကလေ4ချန်မှာအများကြီးရှိတယ်ဘာမှမဟုတ်တဲ့စာကြောင်းလေးတွေကလည်းလူတစ်ယောက်ရဲ့ဘဝကိုထိခိုက်သွားစေနိုင်လောက်တဲ့အထိအဖြစ်ပြက်တွေဖြစ်သွားနိုင်တယ်အဲ့လိုမျိုး case တွေကဗျပင်လေတဲ့ကငားတွေလိုပဲရေတွက်လို့တော့မကုန်ဘူးဥပမာအဖြစ်ပြောရမယ်ဆိုရင်ကျွန်တော်2010လောက်တုန်းက Jesse Slaughter ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးတယောက်အကြောင်းပြောပြမယ် we're recording. Um, hey YouTube, this is Jesse Swatting here. Trying to fix my hair. တော့နာမည်ကြီးတယ်။ကောင်မလေးကို Blood on the Dance Floor ဆိုတဲ့ TY က Davis Vanity လို့ခေါ်တဲ့အဆိုတော်နဲ့တွဲနေပါတယ်ဆိုပြီးတော့အဖြန့်ခံလိုက်ရတယ်။အဲ့ဒါကို Jesse က YouTube ပေါ်မှာဗီဒီယိုတစ်ပုဒ်တင်ပြီးတော့အာခက်တန်နံမဲ့ပြန်ဖြေခဲ့တယ်။ Jesse Sutter here, and this is to all you haters, okay? Guess what? You just are. You know what? You don't face. ဒီဗီဒီယိုက4 chan ကလူမိုက်တွေရဲ့ဒေါသကိုဆွာပေးလိုက်တယ်လို့မျိုးဖြစ်သွားတယ်။အဲ့တော့ထုံးစံတိုင်းမှာ comment တွေမှာဝိုင်းဆဲကြတော့တာပေါ့။အဲ့ဒါလည်းမမှတ်ဘူး။ပြောချင်တာပြောတဲ့ဗီဒီယိုတွေထထတင်တာပဲ။ဒီတစ်ခါကျတော့မရတော့ဘူး။လူမိုက်ကြီးကလက်စွမ်းထပြတော့တာပဲ။လူမိုက်ကြီးကဆိုတဲ့လူမိုက်ကြီးအုပ်စုပါပေါ့။ Jesse ရဲ့အိမ်လိပ်စာတွေဖုန်းနံပါတ်တွေ Twitter account တွေအဲ့ဒါတွေအကုန်လုံး dox လုပ်ပေးလိုက်တယ်။ဆိုလိုချင်တာဖြန့်ပေးလိုက်တယ်ပေါ့။ အဲ့မှာပွဲကစတာပေါ့နော်တအိမ်လုံးကဖုန်းတွေကိုပရန်ကောတွေဝင်လိုက်ဂျက်စီရဲ့ချစ်သူအဆိုတော်ပြောက်နေလို့စုံစမ်းကျင်လို့ပါဘာညာဆိုပြီးပြောလို့ပြောပစ္စည်းတွေမှမှပဲနဲ့ဒယ်လီတွေရောက်လို့ရောက်လာတည်မလားအဲ့လိုအကုန်ပတ်မှွေရတာပေါ့အဲ့မှာဂျက်စီတွေမဟုတ်ဖဲနဲ့သူ့မိဘတွေကပါဒေါသတွေထွက်ပြီးတော့ပောက်ကွဲကုန်တယ်သူ့ဖေဆိုလို့ရှိရင်မြင်ရတဲ့အတိုင်းပဲအတော်ကိုပောက်ကွဲနေတာအဲ့လိုဖြစ်ဖြစ်တယ်ဖြစ်သွားလို့ဖိုးချင်ကလူမိုက်ကြီးတွေကကြောက်သွားကြသလားတန့်သွားကြသလားဆိုတော့ပို့ပြီးတော့တောင်ရုပ်ပေါက်သွားသေးတယ်ပေါ့နော်သူတို့ကလည်းပူပျော်ပြီးတော့ အော်သူတို့လွတ်လိုက်တာဒီလိုမျိုးဖြစ်သွားတယ်ဟဲ့ဆိုပြီးတော့မီးမွေးပေးလိုက်သူတို့ဖြစ်သွားတာပေါ့ကီးဘုတ်လေးရိုက်ပြီးတော့ screen out ကိုရနေပြီးတော့သဘောတွေကျနေတဲ့လူမိုက်ကြီးတွေက Google search မှာ Jesse Slaughter လို့ရှာလိုက်တာနဲ့ပောက်ကရတွေထွက်လာအောင်မလုပ်ပစ်လိုက်သေးတယ်အဲ့လိုနဲ့ပဲ Jesse လည်းငြင်းငင်းတလောက်ငြင်းကြသွားတယ်သူ့ဖေကကြတော့ online က Jesse တင်ငယ်ချင်းတွေကိုပါဘယ်သူမှမယုံတော့ဘဲနဲ့တစ်ချိန်လုံး all hit ဆဲဆိုနဲ့ psycho ဖောက်သွားတာပေါ့ဗျာပြောမှာဆိုတက်မလား PDS ကြီးရတယ် အဲ့လိုနဲ့တစ်နှစ်လောက်ကြာတဲ့အချိန်မှာဂျက်စီရဲ့အဖေကိုကလေးတငယ်နှင်းမနှိမ့်ဆက်ပါတယ်ဆိုပြီးတော့အဖမ်းခံလိုက်ရတယ်။တရင်နေအရာကအာဂျက်စီနဲ့စကားများရာနေပြီးတော့သူ့အဖေကိုပားရိုက်လိုက်တဲ့အခါမှာအာဘေးရလက်သီးနဲ့ပြန်ထိုးလိုက်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်။သူ့အဖေကတော့အာသူကပဲလက်သီးနဲ့ထိုးလိုက်တာပါလို့ပြန်ပြီးတော့ထွက်ဆိုခဲ့သေးတယ်။တော်သေးတယ်လို့ပဲပြောရမလားပေါ့နော်။ဂျက်စီရဲ့အဖေကထောင်မကျဘဲနဲ့ဒေါ်လာ9000လောက်ဒဏ်ကျပေးပြီးတော့ပြန်လွတ် ခံလိုက်ရတယ်။ဒါမှမဟုတ်လို့ရှိရင် function ကနေပြီးတော့ဆေးထုတ်လိုက်လို့ဖြစ်သွားတဲ့အမှုတွေထဲမှာပတ်မွှားလေးပဲရှိသေးတယ်။ဘာမှမဟုတ်တဲ့နောက်ပြောင်မှုလေးကနေပြီးတော့မိသားစုတစ်ခုလုံးတော်တော်လေးလုံလုံလောက်လောက်စိတ်ဒုက္ခပေးနိုင်တဲ့အထိအာသူတို့လက်စွမ်းပြနိုင်နေပေါ့နော် function ကလူမိုက်ကြီးတွေရဲ့လက်စွမ်းကဒီအတိုင်းမဟုတ်သေးဘူးဘလောက်တောင်ဆက်ခွက်ပြောင်းလဲဆိုလို့ရှိရင်လက်ပစ်ဘုံကို microwave ထဲကိုထည့်ပြရတဲ့ကောင်ရှိတယ်နော် microwave နဲ့ iPhone ကိုအာသွင်းပြရတဲ့ကောင်လည်းရှိတယ်ပကန်းဆေးဆက်ပြရေးတောက်ပြလို့ဆေးရုံရောက်ပြီးတော့ရှိုးသွားတဲ့ကောင်လည်းရှိတယ်အဲ chemical တွေကိုသွေးကြောထဲထည့်လို့ရှိရင် ပါဝါရတယ်လို့ပြောလို့လိုက်လုံရင်းနဲ့ရှော့ကုန်တဲ့ကောင်တွေလည်းရှိတယ်ပုံနေတာပဲပောက်ကရတွေကိုမျိုးစုံကြိုးခုံပြီးတွေ့ရလိမ့်မယ်အဲ့လိုမျိုးလိုက်လုံတဲ့ကောင်တွေကိုအပြစ်ပဲပြောရမလားအပေးချလိုက်လုံအောင်လို့ချက်ချက်လက်ချရှင်းပြနေတဲ့ကောင်တွေကိုပဲအပြစ်ပေးရတော့မလားအဲ့ဒါတော့မပြောတော့အဲ့လိုမျိုးလိုက်လုံလို့တည်သွားတဲ့ကလေးအမိတယောက်ဆိုလို့ရှိရင်တရားစွဲရှင်တာတော့မှဘသူ့ကိုတရားစွဲလို့စွဲရမှန်းမသိအောင်ကြောင်ပြောက်သွားတာမျိုးရှိတယ်ပြောမယ်ဆိုလို့ရှိရင်ဖိုးချန်မှာလူစုံတာဦး လူစုံနဲ့အပြင်မှာဟိုမှာ तू က website ကပုံမှန်သုံးနေရ website လိုမျိုးအလုပ်လုပ်တာမဟုတ်ဘူး post တင်တဲ့သူတွေ comment မဲ့တဲ့သူတွေသူတို့ရဲ့ account တွေကဖွင့်စရာမလိုအကောင့်ဖွင့်စရာမလိုဘဲနဲ့ခင်ဗျားအခုအဲ့ဒီ website ပေါ်လာဘာအကောင့်မှလည်းဖွင့်စရာမလိုဆိုင်းငင်လည်းဝင်စရာမလိုဘဲနဲ့ anonymous ဆိုတဲ့နာမည်နဲ့ရေးချင်တာရေးတင်ချင်တာတင်လို့ရတယ်အဲ့ခါကျတော့အဖေပြောက်ရောပေါ့သိမလားဘသူကဘာလုပ်သွားမှမသိဘူးလုံးချင်တာလုံးလို့ရသွားတာပေါ့ ခင်ဗျားတို့ဒီစလုံးကိုကြားဘူးမှာပေါ့နော်ငငယ်တုန်းက English ကြပြတယ်မှာဆိုလို့ရှိရင် anonymous ဆိုရင်အမည်မသိရှေးစာဆိုဆိုပြီးတော့ဘာသာပြန်လိုက်ကြတဲ့ဟာမျိုးပေါ့နောက်ထပ်ကြားရမယ့်နေရာက anonymous hacker Someone has broken into the national bank. This is the public space of anonymous, the shadowy group behind the hacking attack on the Federal Reserve. အဲ့ဒီ anonymous လို့ခေါ်တဲ့ hacker group ကြီးက 4chan အနေနဲ့ပြီးတော့သူတို့မွေးဖွားလာတာ ဘလူပေါ်လာလဲဆိုရင်2008ခုနှစ်လောက်တုန်းကတอมခရုစ်က Scientology အကြောင်းကိုရေးလက်ချီးမွမ်းထားတဲ့ဗီဒီယိုကို YouTube မှာတင်ခဲ့တယ်။ And if you're Scientologist, you see life, you see things the way they are. It's complexity. And uh I wouldn't you know she Scientology ဆိုတာကိုထပ်ရှင်းပြရရင် तू က လူသားတွေဟာကိုယ်အသိစိတ်တတ်နဲ့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုကောင်းကောင်းနားလည်လို့ရှိရင်ပုံပြီးပျော်ရွှင်ရမယ်စီးပွားရေးတွေလူမှုရေးတွေမှာအရာရပိုတိုးတက်လာမယ်ဆိုတာမျိုးဘာညာမျိုးကိုပြောတဲ့ Ron Hubbard's ရဲ့စာရေးဆရာကစာအုပ်ထုတ်ပြီးတော့ရေးသားခဲ့တာအဲ့ဒါကိုလူတော်များများလက်ခံကြတဲ့အပြင်တချို့က ဘယ်လိုခေါ်မလဲ cult following လို့ပါဖြစ်သွားတာပေါ့ဘာသာရေးဘာသာတရားအစ်စ်လို့ပါသူတို့ကယုံကြည်ကိုးကွယ်လာကြတာပြမယ်ဆိုလို့ရှိရင် Tom Cruise ကိုယ်တိုင်ကလည်းထောက်ခံထားတဲ့အခါကျတော့လူတွေကလည်းပူပြီးတော့ယုံကြည်ပေးဖို့ဆိုတာမခက်ခဲတော့တာလည်းပါတာပေါ့ဆိုတော့လူတွေကဒါကိုစပြီးတော့ယုံကြည်လာတယ်ယုံကြည်လာတော့ဘာဖြစ်သွားလဲဆိုတော့ဘာသာရေးပညာကိစ္စတွေပါလာပြီဆိုတော့အရှုပ်ရှင်းတွေပါလာတယ်ဖះเจ้าကတော့မှ Tom Cruise ရဲ့ဗီဒီယိုကိုဖြုတ်ချလိုက်ရတဲ့အထိဖြစ်သွားတယ်အဲ့ဒီမှာပြဿနာရှိတာကဒီလိုလုပ်လိုက်တာကို 4chan က hacker တစ်တိုက်ကမကြည့်မနေဖြစ်ပြီးတော့ anonymous ရဲ့နာမည်နဲ့ အတင်းဖွဲ့ပြီးတော့စပြီးတော့လိုက်တိုက်ခိုက်တာ fortune က anonymous ဆိုတဲ့နာမည်ကိုယူတယ်အဲ guy fox ဆိုတဲ့မင်းဖုံးနဲ့ anonymous hacker တွေအဲ့ဒီမှာစပြီးတော့ပေါ်လာတယ် fortune က anonymous hacker ကြီးတွေကမင်းဖုံးကြီးတွေတက်ပြီးတော့ internet မှာသူတို့လိုချင်တာကိုတောင်းဆိုတတ်လာကြတယ်ပြောရမယ်ဆိုတော့ရှိရင်တော့ဗျာ um demand တက်တက်လာတယ်ပေါ့တိုက်ခိုက်ပြီးတော့သူတို့လိုချင်တာကိုရယူတတ်လာတယ်ပေါ့ထားပါတော့ဒါလည်း anonymous ကိုအမှန်တရားအတွက်ယက်တီဖို့အကျင့်လေးထည့်ပေးလိုက်သူလို့ဖြစ်သွားပြီးတော့ anonymous ရဲ့ပညာပြမှုတွေကသတင်းကောင်းစင်ဒီမှာပါနေရာယူလာတယ်။ Fortune ကမွေးထုတ်ပေးလိုက်တဲ့ anonymous ရဲ့မွေးရစာတီးကိုပြောပါဆိုလို့ရှိရင်တော့ Fortune တိုင်းဒေတာကြီး Bbot မျိုးလို့ညွှန်းရမယ်။ Bbot ဆိုတာက Fortune ရဲ့ bot တွေတည်းကတစ်ခု bot ဆိုတာကသူ Fortune ရဲ့အထက်မှာရှိတဲ့ ်ဆွေးနွေးခန်းကြီးတွေပေါ့အဲ့ဆွေးနွေးခန်းကြီးတွေကို board လို့ခေါ်ပြီးတော့ကိုပြောချင်တဲ့ board မှာကိုပြောချင်တာကိုကြည့်ချင်တာကိုဝင်ကြည့်လို့ရဝင်ပြောလို့ရမယ့်နေရာမျိုးတွေဥပမာအဖြစ်ပြောမယ်ဆိုလို့ရှိရင် A board ဆိုလို့ရှိရင် enemy အကြောင်း H board ဆိုလို့ရှိရင် hand die အကြောင်းအဲ့လိုမျိုး T board ဆိုလို့ရှိရင် torrent အဲ့လိုမျိုးတွေပါအမျိုးစုံရှိတယ်အဲ့လိုပဲ B board ဆိုတဲ့ကောင်ကကျတော့ B for ball မဟုတ်ဘူးသူကကျတော့တမျိုး B for random နဲ့ပါစားအခုလုံးမစား random post လို့တို့နာမည်ပေးထားတယ်ပေါ့နော် random post ဆိုတဲ့အတိုင်းပဲ तू ကလုံးဝပောက်ကရတယ်ပြောတာပေါ့ပြောချင်တာပြောတယ်တင်ချင်တာကျင်တယ်အဲအဲ့ဒီမှာတခုပြောစရာရှိတာက4 chain မှာတင်လိုက်တဲ့ post တွေကတစ်ခါတင်ပြီးတော့ရင်အကြိုက်ကြီးမခံဘူးသူပြက်ပြက်သွားတာဆိုတော့အစ်စ်တင်ထားတဲ့ post တွေတော်တော်များများလောက်ပဲမြင်ရမယ်အဲ့ထဲမှာမှတင်ထားတဲ့ post ကိုဘယ်သူမှ support မလုပ်ဘူး comment တွေဝင်မရေးဘူးဆိုလို့ရှိရင်ပို့ပြီးတော့မြန်မြန်ပြတ်သွားတယ်ပုံနေပေးမှာအစိမ်းအောင်စာသားတွေနဲ့ဟာသားတွေလုတ်ပြီးတင်ကြတယ်အဲဟာသားပုံတွေလုတ်ကြတယ်ကျွန်တော်တို့အခုအခေါ်ဝေါ်ခစ်အခေါ်ဝေါ်နဲ့ဆိုလို့ရှိရင် meme ပေါ့ဗျာ ြောရရင်ဒီဘက်ခေတ် internet meme တော်တော်များများဟာ 4chan ရဲ့ billboard ကနေပြီးတော့မွေးထုတ်ပေးလိုက်တဲ့ meme တွေဥပမာဒီလို feels guy meme တွေတနည်းအားဖြင့် wojack meme တွေကလည်း 4chan ကနေပဲထွက်လာတာအဲ့ဒါတွေမဲမဟုတ်ဘူး 4chan ကနေပြီးတော့မွေးထုတ်ပေးလိုက်တဲ့ meme တွေကလည်းအများကြီးပဲအာခင်ဗျားတို့ဒီဗီဒီယိုဆိုတော်တော်များများကြည့်ဘူးကြမှာပေါ့နော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့ခဏခဏဆေးထိုးခံရတဲ့အကောင်ဆိုခဏခဏကြည့်ဘူးရမှာပေါ့ အဲ့ဒီဗီဒီယိုကို recrow လုပ်တယ်လို့ခေါ်တယ်အဲ့ကောင်ကလည်း4ချန်အနေပဲစတာ4ချန်မှာ GTA 4မထွက်ခင်ကာလမှာ trailer ဆိုပြီးတော့ဒီ recrow post ကြီးနဲ့စိုင်းရင်နောက်ရင်းရနေပြီးတော့နာမည်စကြီးလာတာအဲ့ဒါတွေမဲမဟုတ်ဘူးသူ့ရှေ့မှာ duck row ဆိုပြီးတော့ bait and switch ဆိုတဲ့ troll လုပ်တဲ့စားနောက်တဲ့ဗီဒီယိုတွေလည်းရှိသေးတယ်ပြောရရင်4ချန်မှာအများစုက troller လေးတွေများတယ်ပေါ့ အဲ့ဒါတွေမဲမဟုတ်သေးဘူးနာမည်အကြီးဆုံး meme တစ်ခုရှိသေးတယ်အဲ့ဒါ Peppy the Frog ဆိုတဲ့ဂျိုသားဖားလေးပေါ့အဲ့ Peppy the Frog ဆိုတာခင်ဗျားတို့တော်တော်များများမြင်ဘူးနေတဲ့ဒီအစိမ်းအောင်ဖားလေးအခုပြထားတဲ့ကောင်လေး gamer တွေဆိုလို့ရှိရင်ပို့တွေ့ဘူးလိမ့်မယ် game live stream တွေ Discord တွေအဲ့အဲ့ဒီမှာ emoji လေးတွေ sticker လေးတွေ meme လေးတွေအဲ့လိုတွေတုံးပြီးတော့အာခစ်စားလာတဲ့ဖားလေးပေါ့တကယ်တမ်းကဒီဖားကဟာသားတစ်ခုထက်အများကြီးအဓိပ္ပာယ်ပိုရှိတယ်ဒီဖားကဘာလို့ခင်ဗျားတို့ကိုစားပြုတယ်ထင်လဲလွတ်လပ်မှုကိုကိုစားပြုတယ်လေဗျာယုံလားတော့မသိဘူး အမေရိကန်တွေရဲ့ဆန္ဒပြမှုတွေမှာ anonymous မနဖုံးနေနေမဟုတ်ဘူးဒီဖားရဲ့မျက်နှာလေးကိုပါပုံနေနဲ့တွဲသုံးလာကြတယ်တကယ်တမ်းကဒီဖားကိုဖိုးချန်ကလူတွေကအယမ်းကိုသဘောကျတာဖိုးချန်ရဲ့တံပိုးထားမှုတွေအောက်မှာဒီ Pepe the Frog ဆိုတဲ့ဖားစိန်လေးက freedom ဆိုတဲ့လွတ်လပ်မှုကိုကိုစားပြုတဲ့သင်္ကေတအဖြစ်ပြောင်းလဲလာတယ်အဲ့လိုနဲ့ anonymous မနဖုံးနေမှာရော Pepe ဆိုတဲ့ဒီဖားစိန်လေးရဲ့ culture ကလည်းကျယ်ပြန့်လာတယ် အမေရိကလိုနိုင်ငံတွေမဟုတ်ဘူးပေါ့နော်ဟောင်ကောင်ကဆန္ဒပြပွဲတွေမှာလည်းပပေရုပ်ကလေးတွေစတစ်ကာလေးတွေပုံလေးတွေမျက်နှာဖုံးလေးတွေအဲ့ဒါလေးတွေတွဲသုံးလာတယ်တနည်းအားဖြင့်ပြောရရင်ဒီဖားစိန်းကမင်းတခုဆိုတာထက်ပိုပြီးတော့အထိပ်ပဲရှိတယ်အဲ့လိုပဲ4ချန်ကနေပြီးတော့သိုးတာတွေလည်းရှိတတ်သလိုကောင်းတဲ့ဟာတွေလည်းရှိတယ်အဲ့ဒါလေးမျိုးမဟုတ်ဘူး4ချန်ရဲ့ဟက်ကာလေးတွေရဲ့လက်စွမ်းကလည်းမသေးဘူးအချိုရီဘူးစတစ်ကာပုံစံကိုဆက်ခွက်ပြောင်းလိုက်တာကနေပြီးတော့ Google Maps ကနေပြီးတော့ ISIS စခန်းကိုဘုံကျဲပြတဲ့အထိပါဆွမ်းတာ နည်းနည်းတော့ scale တော့မဟုတ်ဘူးအဲ့တော့ဝန်ခံရမှာပဲပြောမယ်ဆိုကျွန်တော်တို့ဆို Google Map ကိုဗျာတည်မလားလမ်းမသိလို့ဟိုလမ်းရှာဖို့အတွက်လောက်လေးရင်တုံးတာကိုအိမ်ငူတော်ကိုမမှတ်မိရလောက်အောင်လမ်းပြောင်းနေတဲ့အချိန်ဒီမှာတုံးတာသူတို့ကဘုံကျဲဖို့ပါတုံးကြတယ်อืม very good okay ဘယ်လိုလုပ်သွားလဲဆိုတာကိုရှင်းပြမယ် ISIS ရဲ့ထုံးစံတိုင်းမှာသူတို့ကတစ်ခုခုဆိုလို့ရှိရင်သူတို့ကဗီဒီယိုတင်ပြီးတော့ကြွားတယ်အဲ့အချင်းကနေပြီးတော့သူတို့ကခံလိုက်ရတာ ISIS ရဲ့အထူးစစ်သားတွေပေါ့နော်သူတို့ရဲ့အထူးလေ့ကျင့်တဲ့ ဗီဒီယိုဆိုပြီးတော့ရိုက်ထားတဲ့ကောင်ကို YouTube မှာသွားတင်လိုက်တယ်။အဲ့မှာလူတစ်ယောက်က 4chan က SG ဆိုတဲ့ board မှာသွားပြီးတော့ဒါ SG board ကလူတွေရှာနိုင်မှမလားဆိုပြီးတော့ challenge ခေါ်လိုက်တယ်။အဲ့မှာ 4chan က hacker တစ်တိုက်ကြီးကရောက်လာပြီးတော့ဆရာကြီးတွေကအဲ့ဗီဒီယိုကိုထပ်ခါတလဲလဲကြည့်ပြီးတော့ဗီဒီယိုထဲမှာပါသမျှအချက်လက်တွေကိုအကုန်ဆွဲထုတ်လိုက်တဲ့အခါမှာဗီဒီယိုအနောက်မှာပါတဲ့ power grid line တွေဆောက်လက်ဆအဆောက်အုံတွေမြေပြင်အနေအထားတွေအဲ့ဒါတွေကို Google Map ကနေတဆင့်ခြေရာလိုက်ခံတယ်။အဲ့ဒီအတိုင်းခြေရာလိုက်ခံရင်းနဲ့နေရာအတိအကျကိုရခဲ့တယ်။ အဲ့ဒါအပြင်ကိုမှမှဒီရုရှားစစ်တပ်ဘက်မှနည်းနည်းအာဏာရှိတဲ့ဗဟီးတယောက်ကိုဆက်သွယ်ပြီးတော့နေရအတိအကျကိုတွတ်ပေးလိုက်တယ်။တိတ်တော့မကြလှပါဘူးရပိုင်းလေးတွင်းမှာနေမယ်အဲ့နေရာကိုဘုံလာကျဲသွားတယ် Russia says it struck 10 more ISIL targets in Syria after vowing to step up its aerial bombardment team of rescuers being hit by a missile in Idlib province ISIS ကကမ္ဘာ့ချင်ပကြီးဖြစ်နေတဲ့အခါကျတော့အာကူညီပေးလိုက်တာလည်းပါမှာပေါ့နော် ဘယ်လိုပဲနေနေပေါ့နော်ဖိုးချန်ရဲ့လူမိုက်ကြီးတွေထဲမှာဆရာကြတဲ့ဘေးကြီးတွေပါနေတော့ညင်းလို့မရဘူးပြအခုကြည့်နေတဲ့သူတွေထဲမှာ Taylor Swift ရဲ့ fan တွေပါလို့ရှိရင်တခုပြောပြမယ်2022ခုနှစ်လောက်တုန်းက Taylor Swift ကိုတိုင် online မှာမဲပေးတဲ့ program တခုလုပ်ခဲ့ဘူးတယ်မဲအများဆုံးရတဲ့အကြောင်းမှာ Taylor Swift ကတခြင်းအလကားသွားပြီးတော့ဆိုပေးမယ်ဖြောပြေးပေးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ါပေမဲ့ခတ်တာဖိုးချန်ကလူမိုက်များတစ်တိုက်ကမွေးရပါဗီဇာအတိုင်းပေါ့နော်လိုက်ထိုးတဲ့နေရာမှာ Oris Men School for the Deaf ဆိုတဲ့ဆိုတာနာမကျောင်းမတန်ဆွမ်းကျောင်းမှာမဲမရရအောင်ဝိုင်းပေးလိုက်ရတယ်တကယ်လဲမဲအများကြီးရပါတယ်ပေါ့နော်တခြားကျောင်းတွေရဲ့ထိတ်ဆုံးမှရပါတယ်ပြောရရင်စက်ခွက်ပြိုင်းပြောင်းလိုက်တဲ့အခါမှာ Taylor Swift ကဆိုတာနာမကျောင်းကျောင်းတစ်ခုမှာတချင်းသွားဆိုပြလိုက်ရမလို့ဘာဖြစ်သွားသေးလဲစာချက် ဒါပေမဲ့လည်းဒါဦးတေလာဆွစ်ကပေါ့နော်ဒါတက်တက်ကြီးစက်ခွက်ပြောင်းလာဆိုပြီးတော့ပွဲဦးတော့မသွားပဲနဲ့ဖျက်ပစ်လိုက်တယ်ပေါ့နော်။ចောင်းဦးတော့ဒေါ်လာ9000လှူပေးလိုက်တယ်။တော်တော်လေးတော့ចောင်းပြောက်သွားတဲ့ပွဲပေါ့။အဲ့ဒါပဲလားဆိုတော့လည်းမဟုတ်သေးဘူး။2023မှာလည်းမဲပေးတဲ့ program တခုထက်လုပ်သေးတယ်။မကြောက်မညွန်မဲသီးလားမမှတ်ဘူး။ဒီတစ်ခါကျတော့မဲအများဆုံးရတဲ့သူကတေလာဆွစ်နဲ့ကိုယ်တိုင် တွေ့ခွင့်ရမယ်။အဲအဲ့မှာထုံးစံနိုင်မဲ့လူမဲကြီးများအဖွဲ့စည်းကစီစီကကနဲ့ရောက်လာပြီးတော့ Charles Z ဆိုတဲ့အသက်ကြီးကြီးမုတ်စိတ်မွေးနှက်ခမ်းမွေးကြီးနဲ့ဘဲကြီးကိုဝိုင်းပြီးတော့ အာဖုတ်ပေးလိုက်တယ်အဲ့ဒီမှာလေတေလာဆက်ဖြစ်အဖွဲကဝိုင်းပြီးတော့ဒီကောင်နေချိုးနေမှန်းအောင်တီးတဲ့ခါကျတော့ပွဲကိုထက်ပြီးတော့ဖျက်ပစ်လိုက်ရပြန်တယ်ဖိုးရှင်ကလူတွေဝိုင်းပြောတာကချားစီနဲ့တေလာနဲ့ကိုအတူတူတွေ့ခိုင်းနေပြီးတော့တေလာရဲ့စပင်လေးတွေကိုနန်းခဲ့ပါဆိုပြီးတော့ဝိုင်းနောက်ကြလာပြီးတော့အမ်ချိုးခံရတဲ့အထဲမှာတေလာဆက်ပဲမဟုတ်ဘူးဂျက်စတင်ဘီဘာလည်းပါသေးတယ်ဂျက်စတင်ဘီဘာကိစ္စဆိုတော်တော်မိုက်တယ်ဂျက်စတင်ဘီဘာကလည်းသူ့ရဲ့ကမ္ဘာပတ်ခီးစဉ်တွေအတွက်ဘယ်နိုင်ငံသွားရမလဲဆိုတာကိုအွန်လိုင်းကနေပြီးတော့မဲပေးတဲ့ဟာလုပ်ပြန်တယ်မဲပေးတာဆိုတော့ဘယ်သူတွေလာမလဲ ဟုတ်တယ်အိတ်ဘဲတွေပဲလာတယ်လူမိုက်ကြီးတွေရောက်လာအဲဗီဇာအတိုင်းမဲ့မြောက်ကိုရီးယားကိုဝိုင်းပြီးတော့မယ်ပေးလိုက်အဲ့ဒါလည်းဘာမှမဖြစ်သေးဘူးပေါ့နော်နောက်တစ်ခါဂျက်စင်ဘီဘာမှာကင်ဆာဖြစ်နေပါလေဆိုပြီးတော့လည်းတရင်ဖြန့်ခံလိုက်ရသေးတယ်ပုံဆိုးတာဆေးစာရွက်အတူတွေပါလုတ်ပြီးတော့အစ်စ်နဲ့တူအောင်လုတ်တာသိလားလုံးဝတိတိကျကျကိုလိန်တာဆိုရှယ်မီဒီယာမှာ ball for beaver ဆိုပြီးတော့ fan တွေ ground တုံးတဲ့ trend မှာဖြစ်သွားလိုက်သေးတယ်ဟုတ်လားအာ justin bieber ground ပြင်ငါ့လက်ကတုံးလိုက်ပြင်မယ်ဆိုပြီး ဟိုစဉ်းစားကြည့်ပြသီလားအဲ့ဒီဂျင်းကိုမိပြီးတော့တကယ်ကဒုံတုံးလိုက်တဲ့သူတွေဆိုလို့ရှိရင်ဘယ်လိုခံစားမလဲပေါ့နော်အဲ့အဲ့မှလည်းမပြီးသေးဘူးတပတ်နှစ်ပတ်လောက်နေတဲ့အခါကျတော့ Justin Bieber ရဲ့ We Talk နေတဲ့ပုံက online မှာပြန်သွားတယ်။အဲ့မှထပ်ပြီးတော့ Cut for Bieber ဆိုတဲ့ trend ကထက်လို့ကြပြန်တယ် တဘောကြတော့ဗျာ Justin Bieber ဝီဖြတ်ဖို့အတွက်ကိုကိုကူပြန်ပြီးတော့ဆန်နှံပြကြမယ်ဆိုတဲ့သဘောပေါ့အဲ့မှာပြဿနာဖြစ်သွားတာတည့်အတိုင်းမဲ့ Justin Bieber ရဲ့ fan တွေကဆယ်ကျော်သက်ကောင်မလေးတွေများတာဆိုတော့လိုက်လုံးလိုက်ကြတာနေပြီးတော့ဒုက္ခတွေရောက်ကုန်ညတာပဲတချို့ဆယ်ကျော်သက်ကောင်မလေးတွေဆိုတကယ်လိုက်လုံးကြလို့ဆေးရုံရောက်သွားတဲ့သူတွေလည်းရှိသေးတယ်ဆိုတော့ပြောရရင်စတာနောက်တာတော့အာအလုံးမကြုံမဟုတ်ရင်တော့ကိစ္စမရှိဘူးဆိုပေမဲ့အပျော်ထက်လွန်ပြီးတော့နော်စားနောက်လာကြရင်ကြတော့ပျော်စရာတိတ်တော့မကောင်းတော့ဘူးပေါ့အဲ့တော့သိထားသင့်တာအဲ့လိုပဲ fusion ကြောင့် internet ရဲ့ culture တွေဖြစ်လာတာတွေလည်းရှိသလို ဒုက္ခရောက်သွားတဲ့သူတွေလည်းတပုံမင်းရှိတယ်။ပြောရရင် fortune ဆိုတာအင်တာနက်ပေါ်မှာရှိရှိသမျှပုတ်ကရဗယုတ်ဒုက္ခကောင်တွေစုနေတဲ့နေရာအဲ့ဒါကိုကျွန်တော်တို့ကလူမိုက်လို့တင်စားပြီးတော့ခေါ်လိုက်တာပေါ့။ဒီတော့ခင်ဗျားလည်းအင်တာနက်ပေါ်မှာမြင်ဘူးသမျှကြားဘူးသမျှကိုမယုံနဲ့။နော်ကိုပိုင်စဉ်းစားတွေးခေါ်ဉာဏ်လေးနဲ့တည်တည်ချာချာဆုံးဖြတ်ပြီးတော့မှဂျုံနေတာကိုယုံကိုတိုင်းလည်းသတိရှိရှိလေးနဲ့နေကြပေါ့။ Okay ။ဒါလို့ဆိုရင်တော့ပုံမြင်ကြီးကပြီးပါပြီ။ခင်ဗျားတို့လည်း online ကလူမိုက်ကြီးတွေဘလို့ပေါ်လာလဲဘလို့လက်စွမ်းနေပြထားလဲဆိုတာကိုတီးမီခောက်မိလေးတော့ ရှိသွားလိမ့်ပြီလို့ထင်ပါတယ်လူမိုက်တီရဲ့ရက်ကွက်ဖြစ်တဲ့ဖိုးချန်ဆိုတာကိုလည်းခင်ဗျားတို့ကြားဘူးသွားတာပေါ့ဟုတ်ကဲ့ဆိုတော့ဖိုးချန်နဲ့ပတ်သက်ပြီးတော့အာမေးချင်တာမြန်းချင်တာเนาะခင်ဗျားတို့ကြုံဘူးတဲ့ပောက်ကရတွေရှိတယ်ဆိုလို့ရှိရင်လည်းအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညင်ခုံမေးမြန်းလာလို့လည်းရပါတယ်โอเคနောက်နေ့မှတွေ့တာပေါ့